အစ်ကြီးဘလောက်ကောင်းသလဲနော်လန်ဒန်ဒါဘီရဲ့ hat trick သူရဲ့ကောင်းနော်လန်ဒန်ဒါဘီဆိုတာပရီးမီးယားလိမှာဖီအားအများဆုံးပွဲစဉ်တွေထဲကတစ်ခုပါဒီလိုအခြေအနေမျိုးမှာ hat trick twin ယူနိုင်တယ်ဆိုတာအစ်ကြီးရဲ့ mental strength ဘလောက်မြင့်မားသလဲဆိုတာပြသလိုက်တာပါပဲပုံမှန်ကစားသမားတွေကဒီလိုပွဲမျိုးတွေမှာ nervous ဖြစ်ပြီးအမားတွေလုံတက်ကြပါတယ်ဒါပေမဲ့အစ်ကြီးဟာ camless အပြည့်နဲ့ကစားသွားခဲ့ပါတယ်အစ်ကြီးရဲ့ပွဲတစ်ပွဲလုံးကစားပုံကကိုကိုကိုယုံကြည်မှုအပြည့်ရှိနေတာကိုပြသနေခဲ့တယ်ဘလုံးကိုရရင်ချင်းချင်းကင်ပြီး တယောက်ချင်းရင်ဆိုင်မှုတွေမှာပြန်ဘက်ကိုကြော်ဖြတ်ဖို့မကြောက်ရွံ့ခဲ့ဘူးဒီလို unshake ပဲ confidence ဟာသူ့ရဲ့ဂိုးသွင်းနိုင်မှုကိုပိုပြီးထိရောက်စေခဲ့တယ်ထက်ထွက်အတွက် PR အပြင်ဒါဗီဘောရဲ့ PR တွေကြားထဲမှာတော့ဝိုးသမားရဲ့စန့်ကျင်ဘက်တောင်းတွေကိုတိတိကျကျကန်သွင်းယူနိုင်ခဲ့တယ်အစည်းဟာတိုက်စစ်ကစားသမားဖြစ်ပေမဲ့ပွဲချင်းအပြည့်အင်အားအပြည့်နဲ့ပြေးလွှားနိုင်ခဲ့ပါတယ်အာဆင်နယ်ရဲ့ high pressing စနစ်မှာအရေးပါတဲ့ခန်းနာကနေပါဝင်ခဲ့ပြီးစပါးရဲ့နောက်ခံလူတွေကိုဘောလုံးစပေးကြတဲ့ကစပြီး PR ပေးနိုင်ခဲ့တယ် ဒီလိုခံစစ်ကိုပါကူနိုင်တဲ့ walk rate က RDT ရဲ့စနစ်အတွက်မရှိမဖြစ်ပါပဲ WP ဆုံးကန်ဒီအထိသူ့ရဲ့ pace ကကျဆင်းမသွားခဲ့ဘူးဒါဟာသူ့ရဲ့ physical condition ကောင်းမွန်တာကိုပြသနေပြီးဒါဘီလိုခက်ခဲကြမ်းတမ်းတဲ့ပွဲမျိုးမှာ momentum ကိုဆက်ထိန်းထားနိုင်စေခဲ့ပါတယ်အဇီးရဲ့ hat trick ဟာသူ့ရဲ့ technical skills ဘလောက်ကောင်းလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲသူဟာ goal သွင်းဖို့အတွက်တမျိုးတည်းကိုပုံစံအသုံးပြုတာမဟုတ်ပါဘူးပထမ goal မှာအဇီးဟာ သူ့ရဲ့ one on one dribbling စွမ်းရည်ကိုအပြည့်အဝထုတ်ပြနိုင်ခဲ့တယ်။ဘောလုံးကို close control လုံးနိုင်စွမ်းကလည်းအလွန်ကောင်းပြီး spa နောက်ခံလူတွေကိုလှည့်စားနိုင်တဲ့ feint တွေကတကယ်ကို unpredictable ပဲပါ။ spa နောက်ခံလူနှစ်ဦးကြားကနေလှည့်တစ်ပတ် AC တည်ငြိမ်စွာနဲ့တွင်းယူသွားခဲ့တာဟာ top strike ကတဦးရဲ့အရေးချင်းပါပဲ။ဒုတိယကိုကတော့ Azie ရဲ့ shooting technique ရဲ့အနှစ်အရသာကိုပြသခဲ့ပါလေ။သူဟာဘောလုံးကိုအားနဲ့ကန်သွင်းတာထက် placement ကိုပိုပြီးဦးစားပေးခဲ့ပါလေ။ Vanity area စီးနှားကနေကန်သွင်းလိုက်တဲ့ကဘောဟာ ဝိုးသမားရဲ့လက်လန်းမမီနိုင်တဲ့ကော်နာကိုတိတိကျကျရောက်သွားခဲ့ပါတယ်။တတိယဂိုးဟာလည်းသူ့ကိုစပါးစအသင်းခန့်စစ်တွေကလွန်းလွန်းလပ်လပ်နေရာပေးလိုက်တာနဲ့ပဲဂိမ်းအိုဗာဖြစ်စေမဲ့ဂိုးကိုတွင်းယူသွားနိုင်ခဲ့တာပါ။အစည်းရဲ့ခြေစွမ်းဟာဂိုးတွင်းယူမှုတွေထပ်ပို့ပြီးတော့အာဆင်နယ်ရဲ့တက်တစ်အတွက်အရေးပါခဲ့ပါတယ်။အစည်းကဘောလုံးမရှိတဲ့အချိန်တွေမှာတော့စပါးစရဲ့ခန့်စစ်လိုင်းကိုဘာဒီဂက်စ်ရန်တွေနဲ့အမြဲတမ်းစိန်ခေါ်နေခဲ့ပါတယ်။ဒါကြောင့်စပါးစခန့်စစ်ဟာနောက်ဖက်ကိုစုပ်ကင်နေခဲ့ရပြီး အာဆင်နယ်ရဲ့ကွင်းနဲ့ကစားသမားတွေအတွက် space တွေပိုပြီးများလာစေခဲ့ပါတယ်။ Azia of the ball movement ဟာတကယ်ကိုထိတ်တန့်အဆင့်မှာရှိနေခဲ့တာပါ။ Spurs ခန့်စစ်တွေဟာ Azia pace ကိုကြောက်တဲ့အတွက်သူ့ကိုလူ၂ယောက်၃ယောက်လောက်နဲ့ကပ်ဖို့ကြိုးစားခဲ့ရတယ်။ဒါဟာတခြားအာဆင်နယ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ Saka နဲ့ Trossard တို့လိုသူတွေအတွက် free space တွေပိုပြီးရစေခဲ့ပါတယ်။ Azia ဟာတဦးတည်းကစားခဲ့တာမဟုတ်ဘဲသူ့ရဲ့လှုပ်ရှားမှုနဲ့တခြားသူတွေအတွက်ပါအခွင့်အရေးတွေဖန်တီးပေးခဲ့တာပါ။ ်အဇီးယာအာဆင်နယ်ရဲ့ကောင်တာအတက်ဆတရံမှာအဓိကဦးဆောင်သူဖြစ်ခဲ့တယ်။အာဆင်နယ်အသင်းခန်းစစ်ကနေဘောလုံးကိုရတဲ့အခါအဇီးယာအမြန်ဆုံး pace နဲ့ spa ရဲ့ကွင်းလှည့်ကိုဖျက်ကျော်ပြီးတိုက်စစ်ကို drive သွားနိုင်စွမ်းလည်းရှိပါတယ်။ဒီလိုအရေးချင်းမျိုးကအာဆင်နယ်ကို first break တွင်နဲ့ပြန်ဘက်ကိုအမြန်ဆုံး punish လုပ်နိုင်စေခဲ့ပါတယ်။ဘောလုံးကိုကံပြီးပြေးလွှားတဲ့အခါမှာလည်းအဇီးယာ decision making ကအရင်ကတည်းကပိုပြီးတိကျလာပါတယ်။ဘယ်အချိန်မှာ pass ပေးရမလဲ။အဲဒီအချိန်မှာကိုယ်တိုင်ရှုတ်လုပ်ရမယ်ဆိုတာကိုမှန်ကန်စွာဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဝေါ်ကလပ်ကစားသမားတအူးဖြစ်ဖို့အတွက်အစည်းအဝေးဒီလိုခြေစွမ်းမျိုးကို consistent အောင်ဆက်ပြီးတော့ပြသနိုင်ရပါမယ်။ Champions League လိုပွဲတွေမှာပါအာဆင်နယ်အတွက် game winner အဖြစ်ယက်တည်နိုင်ဖို့လိုအပ်ပါတယ်။အစည်းဟာသူ့ရဲ့အသွင်းကိုနဲ့ဘိုးဖန်တီးမှုတွေအများပြားရရှိအောင်လှုပ်ထားနိုင်မယ်ဆိုရင်သူဟာ Premier League ရဲ့ထိပ်တန်းကစားသမားစီးရင်မှာခိုင်မာစွာယက်တည်နိုင်မှာအသေးချပါပဲ။အစည်းအဝေးတိုင်းစစ်မှာပြည့်စုံလို့နေပါကောင်းမွန်နေပါပြီ။ဒါပေမဲ့ RT တိုင်းစစ်နေအရာ defense transition တွေလုပ်တဲ့အခါ ရန်စင်မှာပိုပြီးတိကျမှုနဲ့ပြတ်သားမှုရှိဖို့လိုအပ်နေပါသေးတယ်။အစည်းအညားကပွဲမှာစပားရဲ့နောက်ခံလူတွေအတွက်တကယ်ကိုအိမ်မဆိုးတစ်ခုဖြစ်စေခဲ့ပါတယ်။သူရဲ့လျှက်တပြက် acceleration ဟာစပားခန့်စစ်လုံးဝဖမ်းမမိနိုင်ခဲ့ပါဘူး။စပားရဲ့ကစားသမားတွေကသူ့ကိုလိုက်မိဖို့ရုန်းကန်နေရပြီးပေါင်းကျူးလို့ယုံကလွဲပြီးတခြားဘာမှမတတ်နိုင်ပါဘူး။အစည်းအားအာဆင်နယ်ကို Premier League တိုက်တဲ့စိန်ခေါ်နိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်လာစေခဲ့ပါပြီ။ဒါဟာ ်အရင်တော့ကစာကတယောက်တည်းကိုပဲအားကိုးနေရတဲ့အခြေအနေကနေအစည်းကပါဝင်ရောက်လာတဲ့အခါငါစင်နယ်ရဲ့တိုက်စစ်ဟာလုံးဝကို complete ချစ်စေခဲ့ပါတယ်ဒီဒါရီဘီပွဲနိုင်ဟာအာဆင်နယ်အတွက်တော့ရိုးရိုးသုံးမှတ်တင်မကပါဘူးပရီးမီးယားလီးဂ်ရဲ့ top team တွေကိုသတင်းစကားပေးလိုက်တာပါအဲ့ဒီမက်ဆေ့ရဲ့အဓိကတိုက်ဆောင်လာသူကတော့ Ibarichi အစည်းဆိုတဲ့ Northland Derby သူရဲကောင်းတစ်ယောက်ပဲဖြစ်ပါတယ်